ရောင်း၂၅ခုနှစ်ဂျွန်ဂျွန်လ၄ရက်ဒီနေ့ဗုဒ္ဓနေ့အတွက်ခொနည်းသားမီးအလုံးတို့ရဲ့တဲတော်ကံကြမ္မာနမိတ်ကတော့ The Sun နေမင်းဆိုတဲ့တဲတော်သင်္ကေတနမိတ်ဖြစ်ပါတယ်။အလွန်ကံပွင့်လက်ပွင့်မှန်နေဖြစ်ပါတယ်။ဟိုးတော့ကဆုံးရှုံးထားပြီးလို့ထင်ထားတဲ့အခွင့်အရေးတွေငွေကြေးတွေမတွေ့တော့မဆုံးတော့မပြည့်လည်နိုင်တော့လို့ထင်ထားတဲ့ပြဿနာတွေကပြည့်လည်သွားနိုင်မယ်။အထူးသဖြင့်ကတော့တရားနယ်တွေအဖူအထက်အညိုးအဖွဲ့ အမျက်အီရှိတာတွေပြေသွားမယ်နေဖြစ်တယ်။ပြန်ပြီးတော့တွေ့ဆုံတာပေါင်းဆုံတာညှိနှိုင်းလို့ရတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်။အထူးသဖြင့်တော့ပြဿနာတွေပြေလည်သွားမယ်နေလို့နမိတ်ကောင်းဖတ်လိုက်ပါတယ်။ဒီလိုမျိုးမှာခလေးမွေးဖွားတဲ့သတင်းကြားတယ်ဆိုရင်တော့နှစ်တေကိုးတွေပါတဲ့ထီအောင်ပါလေးထီဆောင်ကန်ဆန့်ထားလိုက်ပါလို့လမ်းညွှန်လိုက်ပါတယ်။ဒီနေ့မှာမိရှုတန်ရှင်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မာဘုတ်ဗေဒနိယဗောဓုနေဖွား မရဏဘဝဇာတာရှင်တွေဖြစ်ကြပါတယ်မရဏရဲ့သဘောတရားရသိရင်မြေကြီးရှင်ရွှေကြီးဆိုတဲ့အတိုင်းငယ်စဉ်မှချူချာတော့လဲကြိုးစားလုံးလာအထုတ်ကြမယ်အောင်မြင်မှုရကြမယ်ရင်သွေးယရနာဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့မှကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ဖြစ်ကြပါစေခင်ဗျာမွေးနေ့ရှင်တွေအတွက်ဒီနေ့မှပြုရမယ်ကုသိုလ်ရရာကတော့နှီးစားတဲ့မိတ်ဆွေတငယ်ချင်းတွေကိုကြားစမ်းကြောဒါနပြုခြင်းအားဖြင့်တနစ်တာလုံးအတွက်အကန့်တရားရဲ့အထောက်အပံ့ကောင်းတွေရပါလိမ့်မယ် ဒီနေ့အတွက်အကျိုးပေးစိုးမှုကဏ္ဍကတော့နှစ်ကဏ္ဍခုနှစ်ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကန်ကောင်းမှုလို့တက်ဆိုရင်တော့ခန်းကောင်ညွန်လေးတညွန်ဆောင်ထားလိုက်ခြင်းအပြင်တည်တည်တသာငွေကန်ကောင်းပါလိမ့်မယ်ငွေကြေးကိစ္စတွေအရေးပေါ်သွားမယ်တွေ့ရမယ်ပြောရမယ်ဆိုရမယ်ဆိုရင်လည်းပဲကန်းကောင်ညွန်လေးကိုရင်မွေးဆွပြီးဆောင်သွားလိုက်ခြင်းအပြင်ပြောဆိုစကားတွေအောင်မြင်ပြီးငွေကြေးကိစ္စအဆင်ပြေပါလိမ့်မယ်စရုံးဆိုင်တွေကုန်းဆောင်ဆိုင်တွေလက်ဖက်ဆိုင်တွေစားသောက်ဆိုင်တွေရောင်းပန်းတာဝယ်ပန်းနှောက်ဖို့တော့ကတော့ဒီလိုနေ့မနေ့မျိုးမှာဆိုင်ရှိမျက်နှာတော်ကို ဆန်စည်းတဲ့အနေငယ်ကျဲပန်လိုက်ခြင်းအပြင်သိသာသာအယောင်းတော့အယောင်းထွက်ပါလိမ့်မယ်။အယောင်းထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်းတော့ဖို့လို့အတွက်ဆိုရင်လည်းဒီလိုနည်းမျိုးမှာဇွန်ခင်းတဲ့ဇုံနဲ့တို့ပြီးခေါင်းပြီးရိုက်ပြီးဆူတောင်းလိုက်ရင်သိသာသာအယောင်းထွက်သွားပါလိမ့်မယ်။အမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုတခွားသီးမှရေးပြီးရေစည်းကိုမျောပလိုက်ခြင်းအပြင် အမှုအခင်ကြုံသူတို့ကံတရားကအထောက်ပံ့ပေးပါလိမ့်မယ်။ကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဲဆိုရင်တော့ဓာတ်စာအဖြစ်နဲ့ဒီလိုမျိုးမှာတရားအနေငယ်စပြီးရေတောက်ပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာ။အခြေကိစ္စမြေတိုင်းကိစ္စအိမ်တော်ကြီးကိစ္စတွေအစဉ်ပြေချောမွေ့ဖို့လိုတော့ကတော့အဝိုင်းအောင်ဖျောင်းနိုင်တဲ့နှစ်တိုင်ပြုပြီးဒီနေ့မြတ်စွာဘုရားရှင်ကိုစီမီးအလင်းလှူဒါန်းလိုက်ပါခင်ဗျာ။